ဒါဖြင့်တရားဆိုတာဘယ်လိုဟာခေါ်တာလဲလို့ဆိုကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်ဝင်စားနေတာတရားယုံကြည်တာတသက်မဟုတ်ဘူးခရတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ္တာလို့ခေါ်တယ်ဟုတ်ကဲ့တရားဆိုတာအဲ့ဒါကိုပြောတယ်စိတ်ဝင်စားတယ်ယုံကြည်တယ်တရားတရားမြင်ပြီးစိတ်ထဲမှာဖြစ်လာတာနဲ့တကြိုင်နဲ့ ေးဘာလူရကောင်းမလို့စိတ်ကလူဖို့တန်းဖို့စိတ်ကူးလာလူဖို့တန်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့ဥပုသ်ဆောင်ဖို့စိတ်ကူးလာတယ်ကမ္မထာအထုတ်ဖို့စိတ်ကူးလာတယ်အဲ့ဒီစိတ်ကူးလေးဖြစ်လာရင်ကိုယ်တဏ္ဍာမှာသရာဖြစ်ပြီလို့သာပတ်ပြီးတော့เนาะအဲ့ဒါလို့စိတ်ကူးမရသေးဘူးဆိုရင်သရာတရားမရှိဘူးလို့ပဲပြောရလူရာတစ်ခုတည်းတည်းမဟုတ်ဘူးเนาะတတ္တာဆိုတာလူရာတစ်ခုတည်းတည်းမဟုတ်ဘူးကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားလာ အခုကြည့်လေတရားပွဲသွားပြီးတော့တရားနာအောင်မှပဲဆိုရယ်စိတ်ကူးလေးကဘသူကြောင့်ပေါ်တာတော့တတ္တာကြောင့်ပေါ်တာတတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာတရားနာခြင်းနဲ့တဲ့သူတော်သူမြတ်ကိုစီကပ်ဖူးဖူးမြင်နေတယ်လှူခြင်းတန်းခြင်းနဲ့ဟောတာတတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါ၃ချက်ပဲတရားနာခြင်းနာဟာတတ္တာကြောင့်သူတော်သူမြတ်ကိုစီကပ်ခြင်းနာလဲတတ္တာကြောင့် လူကျင်တန်းကျင်တာလဲတရားပဲလူကျင်တန်းကျင်တာတခုတည်းကိုတရားခေါ်တာမဟုတ်ဘူးဒါကြောင့်မို့တာဝရိန္ဒာနတ်ပြေကနတ်တွေကတေကနေကြတော့သူတို့မိษွေနတ်ကိုမှားလိုက်ကြတယ်။မင်းစိတ်ကူးလည်းနဲ့ဒုက္ကဋိဘုံကိုရောက်အောင်သွား။အကောင်းဆုံးသောအရာကိုရောက်အောင်ယူ။အဲ့ဒီအကောင်းဆုံးသောအရာကလက်လွတ်ဆုံးရှုံးမခံနဲ့လို့စကားလေးသုံးခွန်းမှားလိုက်ကြတယ်။ သူဂတိဘုံကိုသွားဆိုတာလူပြည်သွားလို့ပြောတာတဲ့အကောင်းဆုံးအရာကိုရအောင်ယူဆိုတာတရားတရားကိုပြောတာတဲ့အဲ့ဒီအကောင်းဆုံးသောအရာကိုလက်လွတ်ဆုံးရှုံးမခံနဲ့ဆိုတာတရားမပြည့်စုံနဲ့လို့ပြောလိုက်တာဒါပဲဒါဆိုလုံလောက်ပြီဟုတ်ကလားနတ်ပြည်ရောက်ဖို့ရဟောဒီတရားတရားရှိရင်နတ်ပြည်ရောက်ဖို့ရခဲမခဲရင်တော့ကုသိုလ်ကောင်းမှုအားလုံးဟာတရားတရားရှိရင်ဘာမှမခက်တော့ဘူးဒါကိုပြောတာเนาะ အဲ့ဒါကြောင့်မို့လို့လောကမှာအောင်မြင်မှုကြီးပွားမှုစိစေဥစ္စာတွေရမှုရဲ့အခြေခံကြဆုံးအကြောင်းတရားသည်တတ္ထာသာဖြစ်ပါတယ်တဲ့ဒါကြောင့်မို့တတ္ထာသည်အကောင်းဆုံးသောပစ္စည်းဥစ္စာလို့ဒီလိုခေါ်တာဉာဏ်တွေကသူ့ကိုအကြောင်းပြုပြီးရလာတာမို့သူလောက်အဓိကမကြဘူးတဲ့ဒါအလောကကြီးမေးတဲ့မေးခွန်းဟာဘဝအရေးနဲ့ပတ်သက်တာဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ကိုယ့်ဘဝအရေးစိတ်အေးဖို့ရာ အကောင်းဆုံးပစ္စည်းဥစ္စာရှာဖွေရမှာကတော့တတ်တာပါပဲဒီတစ်ခုကိုယ်တဏ္ဍမှာပြည့်စုံမပြည့်စုံသေးရင်ပြည့်စုံအောင်လုပ်ထားရမယ်ဘဝအရေးစိတ်အေးဖို့ဟုတ်ကဲ့